မော်နီတာအခြေဆိုင်လှုပ်ရှားနေတဲ့ရေးပြောက်ကြားတက် YGF ကပွေလစ်ထားတဲ့အခြေခံစစ်တင်တဲ့တက်ရောက်နေတဲ့ရဲဘော်နှစ်ဦးတေဆုံးသွားတယ်လို့ရေးပြောက်ကြားတက်တောင်းရှိသူတွေထံကနေသိရပါဗျ။တေဆုံးသူရဲဘော်နှစ်ဦးကတော့မဟာမိတ်တပ်ဖွဲ့တွေကနေတင်းနဲလာတက်ကြတဲ့အသက်29နှစ်ရွယ်ရဲဘော်ဘာတင်နဲ့အသက်16နှစ်ရွယ်ဒိုင်နိုတို့ဖြစ်ကြပါဗျ။သူတို့နှစ်ဦးဟာတင်းနန်းဆရာရဲ့ကျန်းမ်းစွာရိုက်နှိုင်းမှုတွေကြောင့်တေဆုံးတာဖြစ်ပြီးအထူးသဖြင့်တင်းနန်းဆရာရဲဘော်ကြောကြောဖြစ်တယ်လို့အမည်မဖော်လိုတဲ့နေမြေခံတပ်ဖွဲ့ဝင်တို့ကပြောပါဗျ။ တို့ကြမ်းမရင်တော့မဟုတ်ဘူးဒီကလက်လုံကတော့ဟိုတင်းချပါတယ်လက်လုံကတော့ဘာလို့လဲဆိုတော့တင်းတဲ့ခုတော့တင်းနေတာဒီကောင်မှရကြမရှိဘူးနားလည်းကောင်းတယ်ဟိုကျူးကဲနေတာကြီးပဲကောတော့ငါ့ရဲ့ဒီကလက်ပါလာတော့အတင်းချင်းတော့ပြောရမယ်တင်တန်းတက်ရောက်နေတဲ့အချိန်မှာတင်တန်းသားတွေရက်နဲ့ခံရတာနဲ့ကျမ်းမာရေးကြောင့်နေမကောင်းဖြစ်လာရင်စေနာမပေးပဲအနာရေးလာလို့ပြည်တယ်နာတွေဖြစ်လာမှပဲစေကူတာမှုနဲ့အနာယူခွေပြုတဲ့အတွက်အခုလိုဖြစ်လာတာလို့သူကဆက်ပြောပါတယ် ရေးပြောက်ကြားတက်ဝန်ကြီးရဲ့စစ်ကြောင်းမှုဘူဂျန်ရစ်ကတော့တင်တန်းသားနှစ်ဦးတည်ဆုံးခဲ့တာဟာတင်တန်းမှာရက်ခံရတာလဲပါတယ်လို့ဝန်ခံပြောဆိုပါတယ်။ဒါပေမဲ့ရက်ခံရတာတခုတည်းကြောင်းမဟုတ်ဘူးလို့ဘူဂျန်ရစ်ကဆက်ပြောပါတယ်။ဟိုတင်နေအကျင်းတာလည်းပါတယ်ဗျာဟိုရိုက်တာတာလည်းပါတယ်ပြီးတော့ဟိုကျမရည်ကြောက်လည်းပါတယ်ပြီးတော့ဒီဟိုရှင်းချင်းပြောရေဟိုဘယ်လိုမှန်းရည်ကြောက်ဟိုဘောတဘောဟိုဘယ်လိုမှန်းမိနေထားကြောက်လည်းပါတာဗောလေဟိုကျမရည်အခန့်ကြောက်လည်းပါတာဗော ရေးပြောက်ကြတဲ့ဝန်ကြီးအဟာမြို့သားညီညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းတိုင်းစစ်ဒေသတုံးပြူဟာ33လမ်းအောက်ခံဒေါနာတက်ရင်စစ်ကြောင်း2ရက်တက်လဲဖြစ်ပါတယ်။အဲ့ဒီအခြေခံစစ်တင်တန်းကို2025ခုနှစ် AP လကုန်ပိုင်းမှာစတင်ဖွင့်လှစ်ခဲ့ပြီးတင်တန်း2လကျော်ကြာဖွင့်လှစ်ဖို့အစီအစဉ်ထားတယ်လို့ပူကြံရေးကပြောပါရတယ်။အဲ့ဒီတင်တန်းမှာရေးပြောက်ကြတက်မှအထူးစစ်စင်ရေးတက်ဖွဲ့ SOS တင်တန်းစင်းရဲဘော်တွေအပါအဝင်တင်တန်းဆရာ6ဦးကရေးပြောက်ကြတက်တာနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တပ်သားတစ်တွေအပါအဝင်တင်တန်းသားတင်တန်းသူ90ဦးခက်ကိုတင်တန်းပို့ချပေးနေတာပါတင်တန်းတက်ရောက်နေသူတွေထဲက10ဦးခက်ရက်နှက်ခံထားရပြီးတော့20ကျော်ကရာဒီဥဒုဒဏ်မခံနိုင်တာနဲ့ကျမ်းမာရေးကြောင့်ဈေးကူတာမှုခံယူခဲ့ရတယ်လို့ဘူချန်ရစ်ကပြောပါရယ်အဲ့ဒီထဲကတင်တန်းသားဒိုင်နိုကတော့ဂျွန်လ2ရက်ညနေပိုင်းမှာဈေးကူတာမှုခံယူဖို့ဆေးရုံတို့ပို့ဆောင်ချိန်မှာတည်ဆုံသွားပြီးတော့တင်တန်းသားဘတ်တစ်ကတော့ဖျားတုံးစုမျိုးဆေးရုံရောက်ဂျွန်လ6ရက်နေ့မှာတည်ဆုံသွားတယ်လို့ဆိုပါရယ် တည်ဆုံမှုနဲ့ပတ်သက်ပြီးတော့တင်နန်းဆရာ6ဦးနဲ့တင်နန်းသားအလုံးတွဲဆုံပြီးတဲ့အခါမှာတင်နန်းသားတွေကအခုတည်ဆုံမှုဟာတင်နန်းဆရာရဲဘော်ကျော်မာတာတာဝန်ရှိတယ်လို့ပြောဆိုခဲ့တဲ့အတွက်ရဲဘော်ကျော်ကိုဂျွန်လ3ရက်နေ့မှာရေးပြောက်ကြားတဲ့တာဝန်ရှိသူတွေဖမ်းဆီးပြီးတော့ဒေါနတယင်ထောင်ကိုကိုယ်တိုင်ပို့ဆောင်ခဲ့တယ်လို့ဘူချန်ရစ်ကပြောပါဗျာကျွန်တော်ကိုယ်တိုင်လက်ထက်တွေပါလေခက်ပြီးကျွန်တော်ထောင်ပို့လိုက်တယ်ကိုရောကျွန်တော်ရိုက်ရတယ်ဗျာရိုက်ပြီးတော့လက်ထက်တွေပါလေတော့မပြောက်ဘူးပြက်လက်ပြီးကျွန်တော်တော့ခေါ်တော့အဝင်အဝင်၅ချက်ထောက်၅ချက်ရတယ်ဗောဗျာအဲ့လိုပုံမျိုး ဘာမှမလုပ်နဲ့အောင်ဘာလို့သူအတီမပြူရသေးလို့ငမှုချက်ဆောက်အတီပြူတီပြူမှနောက်တော့ပြသိတယ်ပေးလဲပေးဗျာသိလားထောင်းလဲပေးလဲပေးချားချလို့ပေးဗျာလူကြီးကတော့စောင့်ရမယ်အတီအတီပြူဖို့တော့စောင့်ရမယ်မတော်လို့အေးတင်နေဆက်ထပ်သိရကျွန်တော်တို့ကတလာပုံရှုံးမှာဟိုတင်နေဆက်ကကျွန်တော်ကခေါ်ပြီးတော့ပြန်ခိုင်းသိလာတယ်ဒေါနာထောင်ရဲ့စီကံအရထောင်းကိုရောက်ရှိလာတဲ့အပြစ်တားမြို့ကိုမဆိုအဝင်၅ချက်အထွက်၅ချက်ဂျိန်တန်ခံရတယ်လို့အဲ့ဒီထောင်မှာတောင်းဝန်ယူခဲ့ဘူးသူတွေကပြောပါတယ် အသက်29နှစ်ဝန်းကျင်ရှိတဲ့တင်တန်းဆရာရဲဘော်ကျော်ကိုတာဝန်ရှိသူတွေကအလုတ်ကျန်းတဲ့ထောင်ဒဏ်တစ်နှစ်အပြင်ရာတပ်ပံတင်တန်းဆရာဖြစ်ကနေထုတ်ပယ်လိုက်ပြီးဖြစ်တယ်လို့ပူကျန်ရစ်ကပြောပါရယ်လက်ရှိတင်တန်းဆရာကိုတာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်နဲ့ရေးပြောက်ကြားတည်ရင်မှာဖမ်းဆီးချုပ်နှုံထားတယ်လို့ဆိုပါရယ်အခုလိုရဲဘော်နှစ်ဦးတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့တပ်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ပွင့်လင်းမြင်သာစွာချပြပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိကြဖို့ကိုလူတို့တွေကလူလားနေကြပါရယ်